နေစဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလှိုက်လဲစွာကြိုဆိုပါတယ်။ကြည်ရှု နားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ဂျေဇုတော်အပေါင်းသက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ဇွန်လ22ရက်တနင်္ဂနွေနေ့ 38ခုမြောက်သောဆာလံအပိုင်းငယ်တမန်နဲ့36မှ39အိုသာရဗျာအကျွန်ုပ်ဤခွန်အားပလာဒီဟုသောကိုရောကိုအကျွန်ုပ်ချစ်ပါ၏သာရဗျာသည်ငါဤကြောင့်ငါဤမျိုးယိုငါကိုကယ်လွတ်တော်သခင်ငါဤဗျာငါကူးစားသောအစွမ်းသက်သည်ငါဤအကွယ်ကငါကိုကယ်တင်သောဥကျိုငါဤရဲတိုက်ဖြစ်တော်မူ၏သာရဗျာသည်အထက်အရက်ကလက်တော်ကိုဆန့်၍ တခဲနဲ့သောရေတဲကငါ့ကိုဆေးယူတော်မူ၏ငါ့ကိုမုံသောသူဒီဟူသောငါပြန်၍မနိုင်နိုင်အောင်ခွန်အားကြီးသောရန်သူတို့လက်မှငါ့ကိုကယ်လွတ်တော်မူ၏ဘေဥဘရောက်သော ကာလ၌သူတို့သည်စီတာတော်လေထာရဖျားသည်ငါမိခွေရာဖြစ်၍ငါကိုကျေဝွင့်ရအရက်တို့ ပို့ဆောင်တော်မူ၏ငါကို နှက်သက်သောကြောင့်ကယ်လွတ်တော်မူ၏ ထာဝရဘုရားသည်ငါဤကြောက်ငါဤမြို့ယိုငါကိုကယ်လွတ်တော်သခင်ငါဤဖျားငါကိုးစားသောအစွမ်းတတ္တိငါဤအကွယ်အကာငါကိုကယ်တင်သောဥဂျူငါဤရဲတိုက်ဖြစ်တော်မူ၏38ခုမြောက်သောဆာလံအပိုက်နှင့်ဘုရားသခင်ထံအနှံ့လိုက်ပါဆာရာဒီတွေ့တဲ့နိုင်ရန်ပေါ်၌တွေ့လဲခိုရင်း လက်ကင်ဘူးများကိုကင်ထားသည့်သူမ၏လက်ချောင်းများအာရော့လာသည့်အတွေ့ကြောက်ရွံ့ထိတ်လန့်စိတ်တိုးလာသည်ကိုခံစားမိသည်မြေကြီးပေါ်ကိုငါဘလောက်များ ပြင်းပြင်းထန်ထန်ကြသွားမှလဲဟု သူမတွေးမိခဲ့သည်တို့ရတွင် နီးပြကအောက်မှနေ၍စိတ်ချမှုရှိရန်သူ့ကိုဇက်တိုက်ပြောနေခဲ့သည် လုံကြုံရေးကျိုးကိုထိမ့်ချုပ်သူက စာရာဤတိုင်းကျိုးကိုဆက်တီးမှတဆင့်ကျိုးဤအချားထိတ်တဖက်၌ သူ့ကိုကိုခြိထားသည့်အတွက်ဆာရာပြုတ်ကျခဲ့လျင်သူ့ကိုအလေးချိန်ကသူမကိုထိန်းထားနိုင်မည်ဖြစ်သည်ငါကမင်းထက်အလေးချိန်ပိုများတယ်လက်သာလွှတ်လိုက်ဟုသူအော်ပြောလိုက်သည်သူ့ကိုပြောသည့်အတိုင်းဆာရာလက်လွှတ်လိုက်ရာနန်ယံမှကွာပြီးလေထဲ၌ဘေးကင်းစွာတွေးလဲဆွဲနေတော်သည်သူအဖြစ်အပျက်ကြောင့်တဆန့်ရှိခုမြောက်သောဆာလံအပိုက်နှစ်မှ ။သာဝရဘုရားသည်ငါဤကြောက်ငါဤမြို့ယိုငါကိုကယ်လွတ်တော်သခင်ငါဤဖျားငါကိုးစားသောအစွမ်းတတ္တိငါဤအကွယ်အကာငါကိုကယ်တင်သောဥဂျိုငါဤရဲတိုက်ဖြစ်တော်မူ၏ဟုဖော်ပြထားသည့်ဘုရားသခင်၏တံတန်တော်ကိုအမြင်သည့်ဖြင့်ဆာရာရှုမြင်တတ်ခဲ့သည်။ဘုရားသခင်ဟာကျမရဲ့ပြဿနာအားလုံးထက် ကြီးမားပါれ။ကျမရဲ့စိုးရိမ်မှုတွေနဲ့ကြောက်ရွံ့မှုတွေကို ကျမလွှတ်ချလိုက်နိုင်ပြီးဖျားသခင်ကကျမကိုဖမ်းကင်ထားမှာဖြစ်တယ်ဟုဆာရာသတိပြုမိခဲ့သည်ဒါဝိမင်းကြီးသည်သူ့အားဘေးဥပါဒ်ရောက်စေရန်ကြံစီခဲ့ကြသည်ခွန်အားကြီးသောသူ၏ရန်သူများဖြစ်သည့်တခဲနှက်သောရေထဲမှဖျားသခင် သူ့အားကယ်တင်ပြီးနောက်ဆာလံ18ပါးစကလုံးများကိုတီဆူချီးမွမ်းခဲ့သည် သူ၏အခက်အခဲပြဿနာများပြည်လည်မသွားခဲ့တော့လေ တကူတော်အလုံးစုံနှင့်ပြည့်စုံသည့်ကယ်တင်ရှင်အားသူယုံကြည်ကိုးစားနိုင်ပြီးဖျားသခင်သည်သူ့အားခိုင်မြဲစွာစုပ်ကင်ထားကြောင်းကိုဒါဝိသိရှိခဲ့သည် ဆိုရင်ပူပန်မှုကိုလွတ်ချကား ဖျားသခင်ထံအနှံ့ခြင်းသည်လက်တွေ့အခြေအနေ၌မြည်သည်ကို ဆိုလိုသည်။သင်၏ကြောက်ရွံ့မှုများကို ကိုရော့ထံအနှံ့ရန်မြည်ခဲ့သို့သင်ယူနိုင်မည်နီ။ချစ်စွာသောအဖဖျားကိုရော့သည်ကျွန်ုပ်၏အသက်တာကို အပြည့်အဝထိန်းချုပ်ထားပြီးကျွန်ုပ်လဲကျမသွားရန်ကာကွယ်ပေးမည်ဖြစ်ကြောင်းသိရှိလျက်ကျွန်ုပ်၏စိုးရိမ်ပူပန်မှုကြောက်ရွံ့မှုနှင့်တောကများကို

ပုံမှန်ပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။